တခိုးကြခိုးလူတက်မတိန်လူမိုက်တွေနဲ့စုဖွဲ့ထားတဲ့လူရန်ကားတွေနဲ့လူမိုက်မဟုတ်ပါဘူးလူရန်ကားတွေနဲ့စုဖွဲ့ထားတဲ့ငပောက်တို့ရဲ့နော်ပြူစောတိအဖွဲ့တောင်ကြီးတစောင်းတိုင်းကိုတွားပြီးတော့ပြည်သူကိုဘလို့ဝါဒဖြန့်လဲဆိုတာကျွန်တော်ပြမကြည့်ပါပါအမေဗျာမျိုးရီအားလုံးမင်္ဂလာပါဗျာဒီနေ့က2ရက်17လပိုင်း2000ထဲမှာ25ဖြစ်ပါတယ်ဗျာဒါအခုဦးသိရောက်နေရတော့တောင်ကြီးကိုရောက်ရှိနေပါတယ်ဗျာเนาะတောင်ကြီးမှာ ပြောချင်တာကတော့တိမတာရမ်းစီတယ်ဗျာเนาะတော်ကြီးကိုဒါဥသိန်းတို့ဆိုလဲဒါပြိုင်ပြီးလမ်းအနေလာခဲ့ရတယ်ဒီငိမ့်ချမ်းချင်းအရာတာချမ်းဖက်တွေဒီနေရာမှာကြည်ချင်းအရာတာလားပြူတွေအဲ့တော့ရွှေနေရယ်ဆိုတာကိုမြင်စေရင်လို့ပါဗျာเนาะအော်မြင်စေရင်လို့အနောက်မှာသူ့ရဲ့ခိုင်းဘက်ခိုးတွေကပြူပြူပြတော့မှာအော်ကြောက်ကြောက်လဲကြောက်တာဖင်ဝင်ချမှာဆိုလို့ကြောက်တာကြောက်တာဖြစ်နေကြသူတို့ဖြစ်နေကြတယ်အဲအေးချမ်းတာအေးချမ်းတာအဲ့လောက်ကြီးအေးချမ်းတာ အဲအမျိုးရအားလုံးမင်္ဂလာပါဗျာဟုတ်ကဲ့ကျွန်တော်အဲတောင်ကြီးမှာလိုအေးချမ်းရတော့ဖျက်ရတယ်နောက်ဝင်ကြည့်ထောင်းတော့ပြင်ဝင်ချအောင်မယ်ဆိုငါပေါ့ရဲ့ဖြစ်နေတာကွာမကြည့်အောင်အနောက်ကနေလူတွေကြည့်အောင်နော်စပြောအဲဥသိန်းကိုတိုင်းလည်းတောင်ကြီးဒါပထမဦးဆုံးသွားပဲရောက်ခုတော့ဗျာနော်ရောက်ခုတာဖြစ်တဲ့အတွက်ကြောင့်ပြည်သူများအကျန်းဖက်တွေရှိအကျန်းဖက်တွေနဲ့အတူရောနေတဲ့ပြည်သူတွေပေါ့နော်ပြည်သူအချို့ဒီမိုးကုတ်တို့တဲ့အနေအားတွေကြတွေမှာ ਨੇ ဒီလို မင်းညာကြီးရဲ့အရာတော်ကိုမြင်စေခြင်းတဲ့အတွက်ကြောင့်ဦးစင်းကိုတိုင်းမဲ့တာလာရောက်ပြီးမှကြာချင်းဖြစ်ပါလေတာနော်ဒါကြောင့်မလို့ဒီတော်စုမပြိုခွဲတိုင်းသာစီလုံးညီညွတ်မှုဆိုရဲ့အရာတာဒီအရာတော်ကိုလည်းအလုံးကောင်းကောင်းကြီးဟာခံစားစေခြင်းတဲ့အတွက်ကြောင့်ဦးစင်းရတာကြာချင်းဖြစ်ပါလေတာနော်အချို့ကလည်းပြောတယ်ဘုရောအကြောင်းတရားနေပဲဩနေတယ်အဲ့ဒီလိုတောင်ကြီးတစောင်းတိုင်းမှာအဲ့လိုအေးအေးချမ်းချမ်းလှုပ်လို့ရတာဒီ အဲ့ဒီတောင်ကြီးဒီဇိုင်းကိုဘလူကစုံမိုးထားလဲအဲ့ဒီတောင်ကြီးဒီဇိုင်းတိုင်းနယ်မြေကိုဘသူစုံမိုးထားလဲမင်းတို့စစ်တပ်စုံမိုးထားတာမဟုတ်ဘူးလားစစ်တပ်စုံမိုးထားတဲ့ဒေသမှာအဲ့ဒါလို့အေးချမ်းနေတာဘသူတွေမစော်လို့လဲစော်လို့မရလို့မစော်တာလားစော်လို့ရရဲ့တားရဲ့အဲ့ဒီပြည်သူတွေထိခိုက်မှာစိုးလို့မစော်တာလားအဲ့ဒါအပြင်းရှင်းနေတယ်နော်မင်းတို့ကလေမင်းတို့ကလေးကလားအထာနဲ့စောက်ပိန်းအောင်နောက်နေတယ်မင်းတို့စောက်ပိန်းတွေကိုပဲမင်းတို့ဆွဲလို့ရတယ်တိလား အတိတရားပြည့်တဲ့လူတွေကိုမင်းတို့ကြိုက်တယ်လို့ဆိုရင်ငါပေါ့နော်ဒီမှာကြည့်ကြအေးချမ်းနေနော်တောင်ကြီးတစ်ဆောင်တိုင်းစီကားနေတယ်ဒါစစ်ကုံမရှိတဲ့ဒေတာတွေမှာအေးချမ်းချင်းရရတာကိုခံစားရတာတာမန်ကြည့်လိုက်မယ်ဆိုဟုတ်ဒီပတ်တည်းပဲအဲ့ဒီဒေတာမှာစစ်မဖြစ်တာဒီဘသူမပြည့်လို့လဲအခုစစ်ဖြစ်နေတဲ့ဒေတာတွေမှာပြည့်နေတာဒီမင်းတို့စစ်တပ်ကသွားပြည့်လို့လေအခုအဲ့ဒီတောင်ကြီးတစ်ဆောင်တိုင်းကိုတော်လိုင်းအင်အားစုတွေစိုးမိုးထားတဲ့ဒေတာမှာလုံကြည့်မင်းတို့စစ်တပ်ကအဲ့တိုင်းကြည့်နေမှလားလေရင်နဲ့ဘုံလာကျဲမှလား အဲ့ဒါအဖြစ်ပဲအဲ့တော့ဒီနိုင်ငံမှာစစ်တွေဖြစ်နေရတာဒီဘသူတွေလိုက်ပစ်နေလို့လဲဘသူတွေဒုက္ခလိုက်ပေးနေလို့လဲအခုစစ်တပ်ကစိုးမိုးထားလို့စိုးမိုးထားတဲ့နေရာမှာတောင်ကြီးတစံတော်ကိုကျင်းပတယ်မင်းပြောသလိုပြစ်မဲ့ခတ်မဲ့လူမရှိဘူးအဲ့ဒါတော်လိုင်းဘက်ကလူတွေလူစိတ်ရှိလို့မဖြစ်လို့လေဟောဒါငါတို့နိုင်ငံရဲ့ပြည်သူတွေစစ်ခွဲတွေထိချိပေမဲ့တရားမျိုးပွဲတွေမှာသွားပြီးတော့ထိခိုက်ထိုင်ရရလို့မရဘူးပြည်သူတွေထိခိုက်ဝါမယ်ဆိုတဲ့ဟာနဲ့ တော်လိုင်းဘက်ကလူတွေဘာမှမလုပ်လို့လေတော်ကြီးဆောင်ပိုင်းနီးနီးလေးဟာယူမင်းတို့လုံကြုံရေးဘယ်လောက်ချထားနိုင်မလဲတဝဆော်လို့ရတယ်အဲ့အဲ့အခင်းထဲမှာအုံးလောက်ထချမ်းကွဲဝောင်းအများကြီးမလုပ်နဲ့တပူလုံးအောင်ပဲလုပ်ကြည့်ဘယ်လောက်ပတ်လဲအကြည်မဟုတ်ဝမ်းလဲလွယ်လွယ်လေးငပဒါပေမဲ့အဲ့ဒါမင်းတို့မင်းတို့ကလေမင်းတို့ကတော့ဝါရဖြန့်တာဒါပေမဲ့မင်းတို့ဖြန့်တဲ့ဝါရနဲ့ပဲမင်းတို့ပြန်ပတ်မှာဘာဖြစ်လို့လဲဒီဒေတာမှာ မင်းတို့စစ်တပ်စိုးမိုးထားတဲ့ဒေတာမှာလူတွေနေလို့ရတယ်ဆိုတော့တော်လိုင်းဘက်ကလူတွေဘာမှမလုပ်လို့လေအခုအဲ့ဒီသံတောင်တိုင်းကိုတော်လိုင်းအင်အားစုရဲ့ထိန်းချုပ်စိုးမိုးထားတဲ့ဒေတာမှာလှုပ်ကြည့်မင်းတို့စစ်တပ်ကအဲ့တိုင်းကြည့်နေမှာလားလို့အဲ့တော့ပြည်သူဘော်ကိုအကြမ်းဖက်နေတာဘ ᱹ ူတွေအဲ့လားအဖြေပဲတင်းလားစိုက်တလောက်မင်းတို့ဝါရပြန်မင်းတို့ကမဟုတ်တာလုပ်ထားတာဖြစ်တဲ့အတွက်မင်းတို့ဝါရပြန်လေမင်းတို့ရဲ့အပုတ်ကပေါ်နေပဲเนาะအဲ့ဒါအဲ့ဒါဖြစ်ပဲတိလားအဲ့ဒါနေပဲပြောပြော ဦးစင်းဒီလိုနေရာတိုင်းမှာပေါက်ကိုတော့ရောက်ရှိပါတယ်ဗျာနော်ပေါက်ကိုတော့ဒီတိုင်းမီငါပေါက်ရေးဖိကောင်းမကျပါတော့နေ့နောက်ကနေ့တစ်ပတ်တူတစ်ချက်လက်ကြည့်ဟုတ်ဟိုမှာမတို့မှာဟိုမှာမပပပတောင်းမလို့ထွက်လာမဲ့တို့ဖြစ်နေတယ်ဟိုမှာအနောက်ဝကြီးအောင်ကိုတစ်ပတ်တွေကိုဘလို့လဲလို့ဒီငိမ့်ချမ်းအေးချမ်းစီချင်တာပဲတရားအင်တာစီလုံး ကျင်တာပဲတည်တာပေါကူတော်တို့ခုလိုဘာလို့ပြောနေရလဲအခုလိုတော့ပြောရဲပေါကူတော်တို့တက်တယ်မကြည့်ဒီကောင်ကိုလိုက်ကြည့်ရမယ်တည်ရဒါပေမဲ့ကိုယ်တိုင်တည်ရအများဆုံးငြိမ်းချစေခြင်းနဲ့အများဆုံးအေးချမ်းစေခြင်းနဲ့ဒါကြောင့်မလို့ဦးစင်းအားဒီလိုငြိမ်းချရင်အေးချမ်းရင်ဒီလိုနေရာမျိုးတွေမှာဒီလိုငြိမ်းချတဲ့အရာတော်ကိုတည်စေခြင်းနဲ့တို့ကြောင့်တချို့ဒီလိုတစောင်းတိုင်းလာပညာတွေမှာနေရာမုံမုံမုံခဏ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 အခုအဲ့ဒီတောင်ကြီးတစောင်းတိုင်းနေရာကတကယ်ငြိမ်းချခြင်းအစစ်မှန်ရတာ ငိမ့်ခံနေလို့ငိမ့်နေတာလားငိမ့်ချမ်းခြင်းအစ်စ်မှန်ကိုရတယ်မြန်မာပြည်မှာငိမ့်ချမ်းတယ်ဆိုတော့ဒေတာငါ့ကိုပြဘယ်ဒေတာငိမ့်ချမ်းတယ်စစ်တပ်ကိုလက်မခံဘူးစန့်ကျင်လိုက်တာနဲ့အဲ့ဒီဒေတာပြာပုံဖြစ်တာလေအဲ့ဒါငိမ့်ချမ်းတာမဟုတ်ဘူးအဲ့ဒါငိမ့်ခံနေရတာငိမ့်ချမ်းတယ်ဆိုတော့လူခွေအပြည့်ဝရမယ်လူတယောက်ကရပ်ပိုင်ခွင့်မွေးရပါအခွင့်အရေးဆိုတာရှိတယ်အဲ့ဒီမွေးရပါအခွင့်အရေးအဲ့ဒီတောင်ကြီးတောင်တိုင်းမှာအပြည့်ဝရတယ် ျော်ပွဲရှင်ပွဲလူစီကောင်လှုပ်ပြပြီးတော့ဒါဟာငိမ့်ချမ်းနေပါပြီဆိုဖြင်ခံလိုက်မှာတိလားဟမ်မနေ့ကလည်းမင်းခြုံထားတဲ့တင်ငန်းမှာအမနာမနေ့ကလည်းဒီငပေါက်ကဘာပြောဆိုတော့ကိုစီနေတဲ့မြင်းကြံဘလက်တိုက်ကားဖွဲ့ကဘုံမိုက်ခဲတဲ့နှစ်ယောက်ပေါင်းပြီးတော့အလှခံတယ်ရတဲ့ဟာတယောက်တော့ဝက်စားတယ်ချက်တင်ငန်းအုံမှာအမနာမဟုတ်တာကြီးကိုပြောရဲတဲ့ပါဇက်စဉ်းစားကြည့်ဒါထတန်ကဒါဖုံးကြီးလားအစင်းစားကြည့်ပေါ့ဘယ်ကဖုံးကြီးအဲ့ကိုမေကိုလို့အရေချုံလား လှုပ်ရှားလို့ကောင်းနေလို့တင်ငန်းကိုအရေးခြုံထားတာအောက်တန်းစားအခုလက်ကြည့်လိုက်ဝါရဖြန့်နေတာမတိလို့ရှိရင်မင်းပြောတဲ့သကောင်ပညာမဲ့စောက်ပိတွေပဲယုံမယ်သိလားအောင်းနောက်ရှိတဲ့ကောင်ဘယ်ကောင်မှလက်မခံဘူးဘာဖြစ်ဆိုငိမ့်ချမ်းတာမှမဟုတ်တာငိမ့်ခံနေရတာလေဟမ်ငိမ့်ချမ်းတဲ့ဆိုတာလူတယောက်ကမွေးရပါအခွင့်အရေးအပြည့်ဝရနေပြီလားအဲ့ဒီတက်မှာဟမ်အေယာဝတီတိုင်းငိမ့်ချမ်းတဲ့စစ်ပွဲမဖြစ်ဘူးတဲ့အဲ့ဒီအေယာဝတီတိုင်းမှာအခွင့်အရေးအပြည့်ဝရနေတာလားအောက်ကြီးကစပြီးတော့ဒီမင်းတို့စစ်ခွေးဘက်အချမ်းအကောင်တွေ ဖေချသမ ्या ကိုရက်ွက်သူရက်ွက်တာပြည်သူတွေကငိန်ခံနေလို့ငိန်နေတာလားအဲ့ဒါကိုထည့်ပြောအဲ့ဒါငိန်ချမ်းတာနဲ့ငိန်ခံတာနဲ့ကိုမင်းတို့ကွဲပြားအောင်လို့စောက်ပိနေတိလားနော်ပထွေးကိုပထွေးအတွက်လဲဝါဒဖြန့်နေတယ်ကိုဖြန့်တဲ့ဝါဒကိုဖင်ပြန်ချခံဒီမှာဆိုတော့မတိနဲ့မင်းကပညာမဲ့ငပေါ့နော်မင်းကမတ်တေရွှေသားရွှေကြငပေါ့အဲ့နေရာတိုင်းဒီမှာလှုပ်ချင်တယ်ဒါမှမဟုတ်အကျန်းဖက်တွေရှိတဲ့အတွက်ကြောင့်မငိန်ချမ်းလို့မေးချမ်းလို့မလှုပ်အောင်ပြ ဟုတ်တယ်အကျန်းဖက်တွေရှိလို့မအေးချမ်းတာနော်ဥပမာတရင်ကျစီမီးတစ်ပိတ်ဆိုပြီးတော့မီးထွန်းတယ်လေဘာပဲလုပ်လို့လေဒါစီမီးထွန်းနေတာလေပြည်သူတွေလေဘုံချချတယ်လေအခုတစောင်းတိုင်းတစောင်းတိုင်းကိုတော်လှန်ရေးစိုးမိုးထားတဲ့နယ်မြေမှာလောက်ကြည့်လေအဲ့စစ်တပ်ကထိုင်ကြည့်နေမှာအဲ့ဒါအဖြစ်ပဲအဲ့တော့ပြည်သူကိုဒုက္ခပေးတာဘာလို့လဲအဲ့ဒါရှင်းနေတယ်ဘာမှမရှင်းပြเสียမလို့ဘူး ဟုတ်တယ်မလားအဲ့တော့မြေပြင်မှာပြည်သူကိုဒုက္ခပေးနေတာဘာလို့လဲပြည်သူတွေရှီမန်တီရတာနဲ့ဘုံကျဲပါရာမော်တာနဲ့ဘုံကျဲဝိုင်တွဲနဲ့ဘုံကျဲ MI35 နဲ့ဘုံကျဲမျိုးစုံဘုံကျဲနေတာဘာလို့တွေလဲအဲ့ဒါအဲ့ဒါအကျန်းဖက်တွေပဲရှင်းနေတယ်အဲ့တော့အကျန်းဖက်ကဘာလို့လဲဟုတ်တယ်မလားအဲ့တော့ငါတို့ကပြောချင်တာကပြည်သူကိုအကျန်းဖက်နေတဲ့ကောင်တွေနဲ့အဲ့ဒီအကျန်းဖက်ကောင်တွေကိုဘောလိုက်စုံနေတဲ့ကောင်တွေသေခြင်းစိုးနဲ့သေပါစေငါတို့လို့ရင်ငါတို့ထိမင်းတို့လို့ရင်မင်းတို့ထိရှင်းရှင်းလေးပဲ ်နော်ငါပေါ့ကြိုက်တယ်လို့ပြောသိလားငင်းကြအေးချမ်းတဲ့နေရာမှာတော့ဒီအရာတော်တာကြီးဆိုတော့ပြင်းညာလို့ပြည့်စည်ခြင်းတော့ကြောင့်ပေါ့ကတော့ဒါရိုက်တာကြီးဖြစ်ပါတယ်ဗျာအလုံးစိတ်ချမ်းတာကိုယ်ချမ်းပါခြင်းမနဲ့ပြည့်စုံပြီးအန္တရာယ်ကင်းလို့ဘေးရှင်းကြပါသေးလို့မြန်မာနိုင်ငံကြီးလည်းအမြန်ဆုံးငင်းချမ်းပါစေဗျာဟုတ်ခွေးတက်ကနတ်စကားထွက်လာတော့မြန်မာနိုင်ငံကြီးအမြန်ဆုံးငင်းချမ်းပါစေပြည်သူအနိုင်ကျင့်ဒုက္ခပေးနေတဲ့ကောင်တွေကိုမြောက်ထိုးပင့်ကိုလိုက်မဲဆိုစီယုံဝါဒဖြန့်နေတဲ့ကောင်ဗဇက်ကထွက်တဲ့စကား ်စဉ်းစားကြည့်လို့ပြလောကကြီးမှာတကယ်ဘယ်လောက်စိတ်ပြည့်စရာကောင်းလဲစဉ်းစားကြည့်နော်တိရငါပေါ့အငိမ့်ချမ်းပြီဆိုရင်အဲ့ဒီအဲ့တောင်ကြီးတောင်ဆောင်နိုင်ကိုကပတ်ပြေးနော်ပတ်ပြီးတော့ဖင်လိုက်ခံရိုးမခံတဲ့ငါပေါ့တိလားဟမ်မတ်တရွှေကကလေးကကြက်ကပြောမဟုတ်ကဟုတ်ကပြောအဲလူတစ်ဖက်သားပေါ့မဟုတ်မမှန်ဆွတ်ဆွဲပြောတင်တိုင်းရှောက်ပြောမတ်တရွှေမင်းမေမတ်တရွှေမင်းကိုမဆုံးပါဘူးနေမဟုတ်လားငါပေါ့ဟမ်အခုတည်းတောင်ဆောင်နိုင်အပြန်တတိတော့ထားပါကွာ ဲ့ဒါပဲကျွန်တော်ပြောနေတာအဲ့ဒါပဲတွေ့တယ်မလားဒီကောင်နေကအဲ့ဒါကိုကောင်းကောင်းလုပ်တာဒါကြောင့်မလို့တည်တင်းမှနေတဲ့လူတွေအနေနဲ့တော်လှန်ရေးလုပ်စီရမလိုဘူးဒါပေမဲ့ကိုယ့်အန်နေရောကိုကြည့်ရှောင်းကိုယ့်အတက်ကိုကိုကောက်ွယ်ဒါပေမဲ့ရန်သူအပေးဖြစ်အောင်မလုပ်နဲ့အပျော်ပါးတွေလျှော့ကြပါကျွန်တော်တို့ပြောတာအဲ့ဒါကိုပြောတာဒီကောင်နေကခမည်းတော်အဲ့ဒီပျော်ပါးနေတဲ့ပုံရိပ်ကိုယူပြီးတော့ဖာကြမှာ ဟာသူတို့ရဲ့အုပ်ချုပ်မှုအောက်မှာတိုင်းပြည်ကအေးချမ်းနေတယ်ဒီမှာကြည်လန်စစ်ကောမရှိတဲ့မခေါ်တဲ့ဒေတာတွေမှာဒီလိုမျိုးအေးချမ်းနေတာဆိုပညာမဲ့ငပိဆိုရင်တော့သူတို့ပြောတဲ့စကားကိုယုံလိုက်မယ်လေကိုအုံနောက်နဲ့ကိုစဉ်းစားတတ်တဲ့ကောင်ဆိုရင်ကျွန်တော်ပြောသလိုစဉ်းစားမှာပဲဒါဒီတကယ်ငြိမ်းချမ်းခြင်းအစ်စ်မှငြိမ်းချမ်းနေတာလားငြိမ်းခံနေတာလို့ငြိမ်းနေတာလားဟမ်ပျော်ပွဲတစ်ခုရွှင်ပွဲတစ်ခုရှိတာနဲ့အဲ့ဒီကငြိမ်းချမ်းတယ်လို့တတ်မှတ်လို့ရသေးလားငြိမ်းချမ်းရေးကိုတတ်မှတ်တယ်ဆိုတော့ဗာအဲ့ဒီတည်းမှာပျော်ပွဲရွှင်ပွဲလုံနေငြိမ်းချမ်းရေးလားဟုတ်လားအဲ့ဒါလက်နက်ကင်တွေဒေတာတွေမှာ ဟိုလူမြတ်နိုင်ငံနေမှာလည်းကိုနဲ့ဖြတ်ပုတ်တက်နေဒီတိုင်းမပြောဝဲရှုံမရှိတာပဲအဲအဲ့ဒါငြင်းချမ်းမိတာငြင်းချမ်းခြင်းအစစ်မှန်ဆိုတာလူတယောက်ရဲ့အခွင့်အရေးဘလောက်ရလဲအဲ့ဒီဒီတာမှာအဲ့ဒါမူတည်တယ်လူတယောက်ကမွေးရပါလူအခွင့်အရေးဆိုတာရှိတယ်ဘာစနစ်ပဲရှင်းလို့ရှင်းလို့ဒီမိုကရေစီမှမဟုတ်ဘူးเนาะလူမှန်တဲ့အတွက်ဘလောက်အားလုံးထဲမှာလူဒီအမြင့်မြတ်ဆုံးအမြင့်ဆုံးအတိတ်တရားအရှိဆုံးအဲ့ဒီဖြစ်တဲ့အတွက်လူတယောက်ကမွေးရပါအခွင့်အရေးဆိုတာကွန်မြူနတီနိုင်ငံမှာလည်းရှိတဲ့ ဒီမိုကရေစီနိုင်ငံမှာလည်းရှိရတယ်စစ်အာဏာရှင်အုပ်ချုပ်တဲ့နိုင်ငံမှာလည်းရှိရတယ်ဘယ်နိုင်ငံဖြစ်ဖြစ်အဲ့တော့ငြိမ်းချမ်းနေတယ်ဆိုရင်အဲ့ဒါလို့လူတယောက်ကအခွင့်အရေးမွေးပါအခွင့်အပြည့်ဝဘလောက်ရလဲဆိုတာနဲ့တိုင်းထွာကြည့်ရတယ်ပျော်ပွဲရွှင်ပွဲရှိတိုင်းငြိမ်းချမ်းနေဆိုရင်တော့ငပောက်ရီဖင်ခံလိုက်ရိုးရိုးမခံနဲ့အဲ့ဒီတောင်ကြီးတစ်ဆောင်တိုင်းကွင်းမှာပတ်ပြေးပြီးခံနော်သိလားအဲ့တော့ဝါရမိုင်းဖြတ်နေတယ်ဆိုရင်အခြားရုပ်တိရှိတဲ့အကွက်တွေဖြတ်နော်ငါပြောသလိုပဲအဲ့ဒီတစ်ဆောင်တိုင်းပွဲအဲ့လိုအေးအေးလေးလေးနေတာ စစ်တပ်စိုးမိုးထိန်းချုပ်ထားတဲ့ဒေသမှာပြုလုပ်တဲ့ပျော်ပွဲရွှင်ပွဲတွေအေးအေးဆေးဆေးလုပ်ခွင့်ရှိတာဘယ်သူလာမပြစ်လို့လဲတော်လှန်ရေးဘက်ကလူတွေမပြစ်လို့တော်လှန်ရေးဒီဓမ္မတွေထိန်းချုပ်ထားတဲ့ဒေသမှာလူစုလူဝေးတာပျော်ပွဲရွှင်ပွဲတော့မဟုတ်တော့နာရေးတော့လုပ်လို့မရဘူးသူတို့တာရေးမပြောနဲ့နာရေးတော့လူစုလူဝေးလုပ်ရင်လေရင်နဲ့ဘုံးလာကျဲတာဘယ်သူတွေလဲအဲ့တော့စစ်ကိုလိုက်ချာနေတာစစ်ကိုမီးမွှေးနေတာ စစ်ကိုဖန်တီးနေတာဒီတီတူတော်လှန်ရေးဘက်ကလားမင်းတို့စစ်ခွေးခေါင်းဆောင်ဘက်ကလားဖမင်းစားတဲ့လူတိုင်းတိတယ်ရှင်းလားအဲ့လိုအစင်းနဲ့တက်မလာနဲ့ငယ်သေးတယ်အပေါ့တိလားဟမ်ဟမ်အပငိမ့်ချမ်းနေတယ်အနောက်ကတုတ်တပည့်တွေကမှာမှာလကောင်းကမနေ့ဖြစ်တော့မယ်မှာသူတို့ဖြစ်တော့မယ်ဟမ်တားကြောက်တယ်ပေါ့ဟုတ်လားဩငါပေါ့တားကြောက်တာဟမ်ကြောက်လို့ရှိရင်လည်းကိုနောက်ဆိုဗီဒီယိုပါရိုက်လို့ရှိရင်အဲ့လိုမျိုးမပါသေးဘူးကြည့်ရအဆင်မပြေဘူးမောင်းဆိုမင်းရိုက်မဲ့ကွန်းနန့်က ဒီနေရာမှာငိမ့်ချန်းနေပြီဆိုတော့ပြကျင်တာလားပြကျင်ရင် free ဖြစ်နေရမယ်လွတ်လပ်နေရမယ်ပေါ်ပါနေရမယ်အေးအဲ့ဒါပါပြရတယ်နော်ငိမ့်ချန်းချင်မှလည်းဗဇက်ကအော်ကြီးအနောက်ကထွက်ပြေးတော့မဲ့ပုံစံဖြစ်နေရမင်းမင်းတော့မကောင်းလို့ပြောတာတိလား support လေးနော်အေးအဲ့မင်းကစေတနာနဲ့ပြောတာ